။အချက်မှလည်းဘရောက်ပန်းကပွင့်လားဆိုမပွင့်တော့ဘူး။ပွင့်တော့ပဲနဲ့ဒါမိုးလေးအိတ်ကလမ်းကရွာသွားပြီဆိုတော့လည်းသူကပွင့်ပေးပြီဆိုတော့လေမိုးပေါ်ပေါ်မှာပဲသူစားရှိရလို့တော့သူတို့ကထင်ပါတယ်။ဒါကို့အကောင်လေးကြောက်ကလည်းနေတိုင်းခြေလာလောင်းနေပြီဆိုဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျနေပြီလားမသိဘူးဆိုအဲ့လိုစိတ်ကလေးပေါ့ဆက်ကြောတဲ့အွယ်မှာတော့ရေခုံရတာပေါ့။ ုကမှုဖြစ်နေတဲ့ဒါပွဲပါကူမာတဲ့ကဘမောင်နှမလိုပဲအာယနေ့ခင်မရရဲ့ကိုအောင်ရေချမ်းကနေပြီးတော့ဒါဖိတဲ့အတွက်ကြောင့်သူကလည်းလာဟဲ့ဖြစ်တာပါရှင်လုံးစလန်းလေးကိုသူတို့ဒါဖတ်ထားလေးရှိရပေါ့နော်ဒါရိုက်တာကိုပြဖြိုးနိုင်ကဒီဒီတိုင်းဟာမှလည်းဒါသဘာဝလုံးပြည့်ရစမ်းလေးဆိုပြီးတော့ဒီထားဟာဖြစ်တဲ့အတွက်ကြောင့်သူတို့ကအဲ့လိုကားမျိုးဆိုလို့ရှိရင်စိတ်ဝင်စားတယ်အပြူရင်ဇလန်းရိုက်တော့အမတရားရတော့များပါတယ်ဟိုရိုက်ခဲ့ကြတာကအဲ့လိုမိုးရင်းဆိုပေမဲ့လည်းအရန်ပူတဲ့ကာလာကြီးတစ်ခုဖြစ်တယ်ပြီးတော့အမကကျောင်းသားကျောင်းသူက12ယောက်ပေါ့နော်မောင်လေးညီမလေးလည်းပါကြတယ်ဆိုတော့ အဲ့လိုမျိုးအာကက်ဆိုတာနဲ့အကုန်လုံးကတယောက်တစ်ပေါက်စီစကားဟိုက်ပြောကြတယ်ဟိုစူကြရယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကတော့အမှတ်တရဖြစ်ပါတယ်လို့ဒါအကုန်လုံးဘယ်လိုပြောမလဲတယောက်တစ်မျိုးစီပေါ့ဟိုမောင်လေးညီမလေးတွေကလည်းဟိုကလေးဆိုတော့ချိုးကြရလဲဒါခုမှပထမဆုံးစာရိတ်ကြတဲ့သူတွေလည်းရှိကြတာဆိုတော့ခြားလူတွေကတိတ်ပြီးတော့တိရမှာဟိုဘေးမဆိုင်ဘဲနဲ့စကားပြောနေကြတာမျိုးလေးရှိလို့ရှိကြလဲဟိုလှလန်းပြီးစူရတာမျိုးလေးရှိတာပေါ့နော်အထာနဲ့သွားတဲ့ခါကျတော့လဲဥကျော်လဲစူစရာတော့မလိုပါဘူးအဆင်ပြေသွားပါတယ်ဒီကချက်ကတော့အဲ့ဒါပေါ့တယောက်ကဒါလောချနေတဲ့အချိန်မှာအဲ့လိုစူနေကြ ာမျိုးလေးရှိရဲဟိုဒိုက်တာပြောနေချိန်မှာဖုန်းသုံးတာမျိုးလေးရှိကြတော့ဆူတာပေါ့နော်အဲ့လောက်ပါပဲဟုတ်ကဲ့တချို့ကနည်းနည်းလေး အသက်ကြီးဆုံးလူမျိုးလည်းဖြစ်နေရပါတော့။ဟိုကိုကအဲ့တော့ကိုကရိုက်တာလေးကိုလည်းမကျွန်သွားအောင်မဝင်သွားအောင်ပေါ့အမူအရာလေးတွေကအစားနဲ့ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေးဟိုခလေးဘက်သွားတဲ့ကာရိုက်တာပုံစံမျိုးလေးကိုစကားပြောတာလေးတွေကအစားပေါ့နော်။ဟိုသတိထားပြီးတော့တည်ဥဆောင်ထားလေးတော့ရှိပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။တည်ဥဆောင်ထားတာလည်းပတ်သက်ပြီးတော့အရင်မပင်မန်းပေါ့နော်။ဘာလို့လဲဆိုတော့ဒီမှာတည်ဥဆောင်ထားရတဲ့စင်းလေးတွေကကြောအရင် heavy ပေါ့နော်။အများကြီးမပါဘူး။ဟို heavy မပါလို့တော့မှကိုယ်ဒီခါကျလို့ဖြစ်တည်ဥဆောင်ထားတာဘာလို့လို့လုံနေမှာမသိဘူးပေါ့။ဟိုစားမပါရင်ဟင်းလေးလိုမျိုးဇလန်းနဲ့ပတ် ်သက်ပြီးတော့လဲဒါတချို့ဆိုလို့ရှိရင်အကောင်းတာရှိသလိုမကောင်းတာလည်းပုံပန်ကြရမျိုးလေးရှိအောင်ဆိုတော့လေအတက်နိုင်ဆုံးကတော့ချစ်တဲ့စိတ်လေးနဲ့ပဲကြည့်ရှုပေးကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ဒီကျန်မှာတော့ဘာမှတော့မရှိသေးပါဘူးဘာမှတော့တွေးထားတာမရှိသေးဘူးပေါ့နော်အဲ့လိုဖြီးသွားဖြစ်ချင်တယ်သွားဖြစ်မယ်အကေငွေချင်းတွေစုလို့မရအောင်ကြည့်လို့မရအောင်ဆိုလို့ရှိရင်တော့အိမ်မှာပဲနေရှိမယ်ပေါ့နော်စိန်သက်ဆိုလေးပြောက်ဘူးအဲ့လိုပဲအဲ့တော့ကန်တော်ကြီးကန်တော်ကြီးမှာကစင်းနေလောက်ကြရဲ့အချိန်ပေါ့အဲ့လိုလမ်းနေရှောက်အကိုရင်းနဲ့လမ်းလျှောက်ပြီးရှောက်သွားကြည့်ကြရဲ့အချိန်မှာအိမ်လေးပြန်လဲပြန်လာတော့စုကမရှိတော့ ။ဒီချက်မှာလည်းဘရောက်ပန်းကပွင့်လားဆိုမပွင့်တော့ဘူး။ပွင့်တော့ပဲနဲ့ဒါမိုးလေးအိတ်ကလာမှရွာသွားပြီဆိုတော့လည်းသူကပွင့်ပေးပြီဆိုတော့လေမိုးပေါ်ပေါ်မှာပဲသစ္စာရှိရလို့တော့သူတို့ကတော့ချင်ပါတယ်။အဲကို့အကောင်လေးကြောက်ကအဲ့လိုနေတိုင်းခြေလာလောင်းနေပြီဆိုဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျနေပြီလားမသိဘူးဆိုအဲ့လိုစိတ်ကလေးပေါ့ဆက်ကြောတဲ့အကျွဲမှာတော့ရင်ခုန်ရတာပေါ့။ဟုတ်ကဲ့ပါပရိသတ်ကြီးဘွဲ့တော့လာမယ့်နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ပျော်ရွှင်နိုင်ကြပါစေ။စီးပွားရေးတွေလည်းကောင်းမွန်ကြပါစေလို့ပြောချင်ပါတယ်။ပြောရသေးဥဒ္ဓရလည်းအရန်ပူနေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့လည်းဂရုစကြပါလို့ပြောရကြောချင်ပါတယ်ရှင်။